Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကူလီယွန်နဲ့ Victor Gyokeres တို့နဲ့ပတ်သက်တဲ့နောက်ဆုံးရထားတဲ့အကြောင်းအရာလေးကိုကျွန်တော်ဆွေးနွေးသွားပါမယ်ဆိုတော့မင်းကြီးကတော့ဗျာနော်ဟိုနောက်ကြသွားပြီးတော့အခုဒီနေ့မနေ့ကျွန်တော်ပြောလို့မထနိုင်ဘူးဆရာသမားကြီး sorry ဗျာနော်မင်းကြီးကဘောလုံးကန်တာနဲ့နောက်ကြတာနဲ့ဆက်သွားတဲ့အခါကျတော့ဘလူးမန်ကိုအချိန်မီမထနိုင်ဘူးဖြစ်သွားတာနော်ခင်ဗျားတို့ဒီမှာအခုမှကြောက်စရာ9နာရီပဲရှိသေးတယ်ဆရာကြီးနော် sorry ပါ sorry ပါဆရာသမားကြီးနော် အဲတရင်ကလည်းထူးထူးခြားခြားကြီးမရှိတော့ကျွန်တော် live မလုပ်တာပေါ့နော်မဟုတ်ရအခုချိန်လည်း live လုပ်မလို့ဒါမှမဟုတ်ကျွန်တော်တရင်က live လုပ်ပြီးတော့ပြောရလောက်အောင်ဒီကောင်းတဲ့တရင်ကျွန်တော်မရှိလို့နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရရင်ဒီကိုလီယွန်ပေါ့နော် United ရဲ့လူငယ်ကစားမအသစ်တွေဖြစ်ကြတဲ့ပေါ့နော်ဒါဒီကိုလီယွန်နဲ့အန်ဆိုတို့ကအဲတချို့စီမီးနေကြောင်းပေါ့နော်ကျွန်တော်လက်ရှိ Manchester United ထံကိုလာပြီးတော့ပူးပေါင်းနိုင်ခြင်းရှိမှာမဟုတ်ဖဲနဲ့ဇူလိုင်လကျမှသာအဲတရားဝင်ရောက်လာဖို့ရှိတယ်အသင်းရဲ့ဘက်ကလည်းအဲဇူလိုင်လလောက်မှပဲကျွန်တော်အနေနဲ့ တရားဝင်ကြည်ညာဖို့ကျွန်တော်ရှိတယ်ပေါ့နော်အဲကစားမနှစ်ဦးစလုံးကတော့ Manchester United နဲ့ဆေးစစ်ပီးတာဖြစ်တဲ့အတွက်ဘာမှတော့စိတ်ပူစရာမလိုတော့ဘူးဒီဂိုလီယွန်က United နဲ့ဟိုဒီဂိုလီယွန်ကပေါ့နော်လက်ရှိအသက်ငယ်သေးတဲ့အတွက်စီနီယာအသင်းကြီးမှာကစားအောင်မှမဟုတ်ဖ ೇನೆ လူငယ်အသင်းတွေအရင်ဆုံးကစားမယ်ပြီးလို့ရှိရင် Enzo ကတော့ကျွန်တော်တို့ဒါဒီ Ineos တို့ပိုင်နေတာเนาะကျွန်တော်တို့ဒီ Australia ကလာ New ဟွာလာဗာလဲနောက်ထပ်ကလပ်အသင်းတစ်ခုဖြစ်တဲ့ လက်စမ်းကိုသူတွားပြီးတော့အငှားတွားကစားမယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဒါတော့နှစ်ယောက်စလုံးကတော့ဗျာဟိုဘယ်ပြောရလဲအန်ဇိုကတော့ကျွန်တော်နောက်ပိုင်းကျမှအတင်းနဲ့ဟိုဖြစ်လာတာပရိသတ်တွေကတော့ဒီကိုလီယိုနဲ့နီးရင်းနှီးပြီးသားသူတွေဖြစ်တယ်ပေါ့နော်။ဒီကောင်လေးကသူ့ရဲ့ပါရာဂွေးမှာလာလာနော်အဲ့မှာလဲသူအနေနဲ့အလအရှင်ပြောင်သူဆွမ်းဆောင်ပြထားတဲ့ပညာနဲ့ဆိုတော့ပြီးခဲ့တဲ့နှစ်ကလေးကလည်းအတင်းဘက်ကဒီလိုတရင်တွေထွက်ခဲ့တာဆိုတော့ဒီကစားမနဲ့ပတ်သက်လို့ပရိသတ်တော်တော်များများကျွန်တော်ရင်းနှီးပြီးသားဒါပေမဲ့လို့ဒီကစားမကအတင်းမှာ ျွန်တော်ကစားဖို့မရှိဘူးဗောနော်ဆိုလူငယ်အသင်းမှာအရင်ဆုံးကစားမယ်ဆိုတော့ကျွန်တော်ဘယ်လိုပြောရလဲကျွန်တော်တို့တော်တော်များများကတော့ဒီဒီဂိုလီယံကိုအသင်းကြီးမှာကစားမယ်ထင်ကြတာเนาะကျွန်တော်ကိုယ်တိုင်လည်းပဲအဲ့လိုပဲအသင်းကြီးမှာကစားလိမ့်မယ်လို့ကျွန်တော်ထင်တာဒါပေမဲ့အခုတော့လူငယ်အသင်းမှာအရင်ဆုံးကစားမယ်ဗောဆိုတော့ဒီဂိုလီယံကဟိုဘဲချီတန်ခန်စစ်ကစားမှာဖြစ်တဲ့တွေ့သူဟာ left wing backs နေရာမှာတော့เนาะပြီးလို့ရှင် left center back နေရာမှာတော့ကစားကောင်းကစားမယ်ကစားမမျိုးပါအခုဆိုလို့ရှင် အသင်းရဲ့ left wing back ကိုကျွန်တော်ကြည့်ရင် Patrick Dugu ကျွန်တော်တို့ရှိမယ်ပြီးလို့ရှိရင်ကျွန်တော် Harry Armes ကျွန်တော်တို့ရှိမယ် Mazdawi ကျွန်တော်တို့ဟို Diego Dalot နှစ်ယောက်ထဲကတစ်ယောက်ကလည်းကစားနိုင်စွမ်းရှိတယ်เนาะပြီးလို့ရှိရင် Luke Shaw ကလည်းအချိန်ကြီးကောင်းရင်ကစားနိုင်စွမ်းရှိတယ်ဆိုတော့အသင်းမှာ left wing backs player တွေကအများကြီးပဲเนาะဆိုတော့ left center back ကိုကျွန်တော်တို့ကြည့်တော့ Aiden Heaven ကျွန်တော်တို့ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က Lisandro Martinez ကျွန်တော်တို့ရှိမယ်ပြီးလို့ရှိရင် Luke Shaw ကျွန်တော်တို့ရှိမယ်ဆိုတော့ အသင်းမှာလေ left center back ကိုကလည်း၃ယောက်လောက်ဒီကျွန်တော်တို့ရှိနေတာဒါ injury ပြဿနာကြုံလာတာကတော့ဒါတပိုင်းပေါ့လေပြောပြချင်တာကအသင်းမှာကစားမားတွေရှိနေတယ်သူကစားနေတဲ့နေရာမှာဆိုတော့ဒီကိုလီယွန်ကိုကျွန်တော်တို့ချက်ချင်းအသင်းရဲ့ဘက်က senior အသင်းကြီးမှာတက်ပြီးတော့နေရာမှာပေးတာတွေကဒါတွေကြောင့်လည်းကျွန်တော်ဖြစ်နိုင်နေပေါ့နော်အဲကြောင့်လက်ရှိမှာဒီကိုလီယွန် ਨੇ ပတ်သက်ပြီးတော့အသင်းဘက်ကတော့ကျွန်တော်တို့အသင်းကြီးတွေကိုတောက်လျှောက်ခေါ်ပြီးတော့ကစားစီမှာမဟုတ်ဘဲနဲ့လူငယ်အသင်းတွေမှာပဲအရင်ဆုံးကစားစီမှာပြီးမှအချိန်ကြီးကောင်းပြီဆိုမှပဲ ကိုအသင်းကိုကျွန်တော်တို့ဒါစီနီယာအသင်းကြီးကိုခေါ်မယ်ဆိုတဲ့သဘောပါဘယ်ချိန်မှလဲဘယ်လိုလဲဘာညာလဲတော့ကျွန်တော်မသိရဘူးနောက်တစ်ခုရှိတာကလာမယ့်ရာသီကလည်းတပတ်ကိုတပွဲလောက်ပဲဆိုတော့နော်လာမယ့်ရာသီကလည်းတပတ်ကိုတပွဲလောက်ပဲဆိုတော့အသင်းဘက်ကကျွန်တော်တို့ဒီဂိုလီယွန်ကိုအလော်ဒကြီးတုံးဖို့လိုပါမလားပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကစားမားတွေကိုလိုအပ်တယ်ဗျာသိတယ်မလားဒီပွဲပြိုင်ပွဲတွေက2ပွဲ2ခု3ခုကစားရတာ တပတ်ကိုအ ਨੇ သုံးနှစ်ပွဲနှစ်ပွဲရနေသုံးပွဲဒီကစားတဲ့ခါတွေလည်းကျွန်တော်ရှိနေတာဒါမျိုးတွေနဲ့တင်လဲပတ်နေတာအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကကစားမားတွေကြားထဲမှာအနာပိတာတွေဘာတွေနဲ့တက်နှံနေများဆိုလို့ပေါ့နော်ဟိုလူများများရှိဖို့လူတွေအဲ့ကြတော့ကျွန်တော်ဝင်သုံးပါတယ်အခုဟာကျွန်တော်အဲ့လိုမဟုတ်တော့ဘူးပရီးမီးယားလိနဲ့ပြည်တွင်းပြိုင်ပွဲတချို့လောက်ပဲရှိတော့တဲ့အခြေအနေမျိုးမှာအတင်းဘက်ကပေါ့နော်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီကိုလီယွန်တို့ပါတော့ကိုအလော်ဂျီထည့်ပြီးတော့ခေါ်ကစားစီဖို့ကတော့ မလွယ်တော့ဘူးလို့ကျွန်တော်ထင်တယ်။ဒါဆိုလည်းပဲဒီကစားမလေးကစီနီယာအသင်းကြီးမှာကစားဖို့အတွက်တကယ်ကောင်းတဲ့အရည်ချင်းရှိရဆိုရင်ကျွန်တော်တွေ့ရမှာပဲ။ဆိုတော့ညီကလေးအနေနဲ့ရောဂျီကိုလီယွန်နဲ့ပတ်သက်ပြီးတော့စီနီယာအသင်းကြီးမှာနေရာပေးတင်တယ်လို့ညီကလေးထင်ကြလား။ဆွေးနွေးကြပါဦးเนาะဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ Vita Geocrest နဲ့ပတ်သက်တဲ့သတင်းပေါ့လေဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီအခုဆိုလို့ရှိရင်ပေါ့เนาะ Arsenal အသင်းရဲ့ဘက်ကတော့ Vita Geocrest ကိုတခြားအသင်းတွေထက်ကိုပဲအပါစီယူပြီးတော့ပေါ့เนาะ အဲခေါ်ယူနိုင်ဖို့အတွက်လက်ရှိမှာကြိုးပမ်းလျက်ရှိတယ်ဗောဗျာဟို CNN Portuguese report တွေဆိုလို့ရှိရင် Peter Gilchrist ရဲ့ agent က Arsenal နဲ့ဆွေးနွေးမှုများရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့ကပြောထားတယ်ဆိုတော့ဒါကလည်းရှိ Gilchrist နဲ့ဖက်တယ်လို့အားလုံးလည်းသိတဲ့အတိုင်းပဲဒါ Fabrizio Romano ရဲ့ပြောရကျွန်တော်မနေ့ကလည်းကျွန်တော်ပြောခဲ့တယ်လို့ပဲ Peter Gilchrist နဲ့ agent တို့ကဗောဗျာเนาะဟိုစာချုပ်ပါရောကြီးမချုပ်ခဲ့ပြီမဲ့လေလို့ဗောနော် ပြီးခဲ့တဲ့ຫນွေရာသီပြောင်းရွှေ့ကတခြားအသင်းတွေရဲ့ဘက်ကယူရို65သန်း plus 10သန်းနဲ့သာကန်းလန့်လာမယ်ဆိုလို့ရှိရင်လက်ခံရမယ်ဆိုပြီးတော့သူတို့ကသဘောတူညီထားတာပေါ့ဗျာတိုးတိုးလည်းပဲအခုအခုဆိုလို့ရှိရင်ပေါ်တူဂီတဲ့ app ဆိုပါလေ sporting ရဲ့ဩဂရာဖြစ်သူကအလောင်းနေတော့သူတို့လက်လွတ်မှာမဟုတ်တော့ဘူးပေါ့ဒါပေမဲ့လို့လွန်လွန်ကျူးကျူးယူရိုတန်းတရာတော့လေတောင်းမှာတော့လေသူတို့မဟုတ်ဘူးဒါပေမဲ့လို့တန်း65သန်း plus 10သန်းဆိုတော့လေသူတို့လက်ခံမှုမရှိဘူးဆိုတော့တန်း80လောက်ကိုပဲသွားမယ့်အခြေအနေမျိုးဆိုတော့ ဲ့တော့ကျွန်တော်တို့ဗောနော်ဟိုအခြေအနေတွေကရှုပ်ထွေးနေတယ်เนาะ Vita Gugres နဲ့ကျွန်တော်ဒါ Sporting Lisbon ရဲ့ကျွန်တော်ဒီဥက္ကဋ္ဌကြားထဲမှာလည်းအခြေအနေတင်းမာမှုတွေကျွန်တော်ရှိနေတယ်အဲ့ဒီတဲကမှာကိုရီကတော့အရင်တုန်းကတကယ်ခေါ်ဖို့အတွက်ကြိုးပမ်းခဲ့တာဘာညာကြိုးပမ်းခဲ့နေဆိုတာလည်းစုံစမ်းမှုတွေပြုလုပ်ခဲ့တာဘာညာလည်းရှိခဲ့တယ်ပေါ့လေဒါပေမဲ့လက်ရှိမှာတော့ Arsenal ရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့အတွက်ဗောနော်ဆွေးနွေးမှုတွေတော့လုပ်နေပြီဆိုတဲ့တင်းနေတက်လာတယ်ကျွန်တော်ကတော့ဒီ Arsenal နဲ့တင်းကတိုက်ပြီးတော့အများကြီးယုံကြည်လို့ရသေးမယ်လို့ကျွန်တော်မထင်ဘူး ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြဿနာကဗျာအရင်တော့ကအာဆင်နယ်နဲ့လုံးဝတင်းမထွက်ဘူးတင်းမထွက်ဘူးဆိုတော့အာဆင်နယ်ဘက်ကသူတို့ဟိုဗာလေဘင်ဂျမင်ဆက်စကိုကိုသူတို့ကျူးမန်းနေတာအသက်ပုံငယ်တဲ့ကစားမ physicality ကောင်းတဲ့ကစားမတော့ဂိုးလေးသွင်းနိုင်စွမ်းရှိတဲ့ကစားမဆိုတော့ဈေးပူကြည့်ပြီးမယ်လေလို့သူတို့ကအဲဂီယိုခရက်ဆိုတာထက်ပေါ့နော်ဘင်ဂျမင်ဆက်စကိုကိုပူပြီးတော့ကျူးပန်းနေတာအဲ့ဒီအချိန်မှာဘယ်အသင်းမှဗီတာဂီယိုခရက်နဲ့တင်းမထွက်ဘူးအဲ့ဒီတည်းမှာကိုရီအသင်းလောက်ပဲကျွန်တော်ရှိတာ နော်ပါပါလေးပဲသတင်းထွက်တယ်ဗျချိတ်ဆက်တဲ့ဟီတို့ဘာတို့နော်အခုကျမှကျွန်တော်တို့ဟိုတနေ့ကသတင်းနေလဲပေါ်လာတယ်အာ28နှစ်ရွယ်ကစားမကိုနော်တန်း80လောက်ရမှလက်လွတ်မဲ့ဘာညာသတင်းနေလဲပေါ်လာပြီးတော့အခုကျမှအာဆင်နယ်ကဆွေးနွေးနေတယ်လို့ဘာလို့ဆိုတော့မျိုးကဖြစ်နိုင်ကြီးနဲတယ်တခြားကြောင့်တော့မဟုတ်ဘူးဗျအာဆင်နယ်ဟာသူတို့ကသူတို့ကပလန်ရှိတဲ့အတင်မျိုးဗျာနော်သူတို့ဟို panic buying တွေဘာတွေလုပ်ဖို့အတွက်လဲသူတို့မှအစီအစဉ်မရှိဘူးအဲ့တော့အာဆင်နယ်နေနဲ့ပေါ့နော်ရွရွတ်တဲတဲကြီးဆိုသလို လို့ပြောမလဲဒီဘင်ဂျမင်ဆက်စကူကိုအမှန်ကန်ခိုးဖို့ကြိုးပမ်းနေတဲ့အချိန်ကြီးကနေပြီးတော့28နှစ်ရွယ်ကစားမတယောက်တည်းတန်း80ကုန်မဲ့တန်ကြီးတစ်ခုကိုသူတို့ချက်ချင်းအလုပ်လုပ်ဖို့ဆိုတာမျိုးကပြဿနာကြီးတော်တော်လေးနေတယ်အာဆင်နယ်နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ရှောက်လွှင့်နိုင်မျိုးလေးကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တာပဲเนาะဆိုတော့တကယ်တကယ်မဟုတ်ဖဲနေဗျာဟုတ်တယ်ဗလားကိုရီယူနိုက်တက်နဲ့ဆိုလို့ရှိရင်လည်းဒီတိုင်းပဲဖုံးခေါ်တာတော့ပဲကျွန်တော်ရှိတာပဲထူးထူးခြားခြားကြီးဘာမှကြိုးပမ်းနေတာမျိုးမှကျွန်တော်မရှိတာကြည့်ရတာကတော့ agent က လုံးဝကိုလက်ဟိုစပိုတင်းကနေပြီးတော့ထွက်ချင်နေပြီပါเนาะထွက်ချင်နေပါပြီဟိုဘယ်လိုပြောမလို့စပိုတင်းမှာရှိလာတာလဲနှစ်အလုံးတော့ဖြစ်သွားပြီလက်ရှိမှာလဲသူတို့ ਨੇ ဒီဥက္ကရာကြမှာလဲတိုင်နေပတ်ကုန်ပြီအဲ့ဒီတော့စပိုတင်းတောင်ရှိသူတွေရဲ့ဘက်ကတော့ဟိုဘယ်လိုပြောလွယ်လွယ်နဲ့လက်မလွှဲချင်ဘူးဆိုပေမဲ့လို့တစ်ဖက်ကနီးပြဗာလဲဒီအေဂျင့်ဖြစ်သူကမှန်ကန်ကိုပဲကစားမားကိုအပြောင်းရွှေ့ဖြစ်မြောက်ဖို့အတွက်အကုန်တွန်းနေတဲ့ပုံစံမျိုးပဲဆောင်းတော့ကျွန်တော်တို့ကြည့်ရမယ်ဒါပေမဲ့လို့အာဆင်နယ်ဘက်က အမှန်ကန်ကျူးပန်းနေတယ်ဆိုတာမျိုးတွေကဖြစ်နိုင်ချေနေတယ်လို့ကျွန်တော်ထင်တယ်။နော်ဖြစ်နိုင်ချေနေတယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်လက်ရှိအတင်းအနေနဲ့ပရင်ထွက်ထားတဲ့သတင်းရဆိုလို့ရှင်တော့အာဆင်နယ်ရဲ့ဘက်ကလက်ရှိမှာဖီတာဂူခရက်စ်ကိုအမှန်ကန်ခေါ်ဖို့အတွက်ကျူးပန်းနေပြီးတော့အာဆင်နယ်တောင်းရှိသူတွေနေကြတယ်မှာလဲစူးနေမှုတွေရှိနေပြီဆိုပြီးတော့ကျွန်တော်တို့သိထားရတယ်။ဆိုတော့ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲတကယ်အာဆင်နယ်ရဲ့ဘက်ကအမှန်ကန်ကျူးပန်းလာလိမ့်မယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါအောင်ဆိုတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။